တကဘာလုံးကစောင့်ကြည့်နေကြတဲ့အီရန်အစရိစစ်ပွဲအပြန်အလှန်ပြစ်ခတ်မှုတွေကြားထဲမှာမကြသေးခင်ကပဲအမေရိကန်ရဲ့မဟာဗျူဟာမြောက် B2 ဘုံးကျဲလေယာဉ်တွေနဲ့အီရန်နျူကလ িয়ার စက်ရုံတွေပြစ်မှတ်တွေကိုဘုံးကျဲမှုတွေပြုလုပ်ခဲ့ပါတယ်။ဒီလိုအီရန်အစရိစစ်ပွဲကြားမှာအမေရိကန်ကပေါ်ပေါ်တင်တင်ဝင်ရောက်တိုက်ခိုက်လာမှုအပေါ်မှာတကဘာလုံးရဲ့စိုးရင်ထိတ်လန့်မှုတွေတိုးလာခဲ့ပြီးတတိယကဘာစစ်စတင်တော်မလားဆိုတဲ့မေးခွန်းတွေများစွာပေါ်ထွက်လာခဲ့ပါတယ်။ အီရန်အစရေးအရေးကိစ္စတွေရုရှားယူကရိန်းစစ်ပွဲတွေထိုင်ဝမ်တရုတ်အရေးကိစ္စတွေကလည်းထိလေရှလေဖြစ်နေတယ်လို့တဖြည်းဖြည်းနဲ့ကဘာကြီးကိုစတင်ချိန်ချောက်လာနေပါပြီဒီလိုနျူကလ িয়ার ပိုင်ဆိုင်တဲ့အင်အားကြီးနိုင်ငံတွေသာအပြန်အလှန်တိုက်ခိုက်မှုတွေစတင်ခဲ့မယ်ဆိုရင်တော့တရဝါပေါင်းများစွာတေကြီးပျက်စီးမှုတွေနဲ့ဒုက္ခပင်လေဝေကြရမှာပဲဖြစ်ပါတယ် NPT လို့ခေါ်တဲ့ Nuclear လက်နက်မပြန့်ပွားရေးစာချုပ်တွေမှာလက်မှတ်တွေထိုးထားကြပေမဲ့လည်း Nuclear ပိုင်ဆိုင်တဲ့နိုင်ငံတွေကတော့လက်နက်စွမ်းရည်တွေကိုမြင့်တင်လျက်ရှိပါတယ်။ဒါကြောင့်ကမ္ဘာကြီးကိုပျက်စီးစေနိုင်တဲ့ဖြတ်အားပြင်း Nuclear လက်နက်ဟာ2025ခုနှစ်အစောပိုင်းခံမှန်းချက်တွေအရစုစုပေါင်းအရေအတွက်ဟာ12200ကနေ13000ကျော်လောက်ထိကိုရှိတယ်လို့ခန့်မှန်းထားကြပါတယ်။ဒီအရေအတွက်ထဲက9600ကျော်ဟာ စစ်ပဆိုင်ရာတူလောင်ယုံဒီမှာထားရှိပြီးအသုံးပြုဖို့အလားအလာရှိနေပါတယ်ဒီထဲကမှ3900ကျော်လောက်ကိုတော့ဒုံးကျည်တွေနဲ့ဘုံကျည်လေးရင်တွေမှာတက်ဆင်ထားပြီးလှင်မြန်စွာအသုံးပြုနိုင်မဲ့အခြေအနေမှာရှိနေပါတယ် American Russia ဖိတိန်နဲ့ပြင်သစ်တို့ပိုင်ဆိုင်ထားတဲ့နျူကလ িয়ার ထိပ်ကူး2100ခန့်ကတော့အရေးပေါ်အသုံးပြုဖို့အတွက်အစိမ့်မြင့်သတိပေးစနစ်တွေနဲ့ထားရှိပါတယ်ဒီလောက်များတဲ့နျူကလ িয়ার တွေကိုဘယ်နိုင်ငံတွေကဘလောက်အရေးအတွက်ဒီပိုင်ဆိုင်ထားလဲဆိုတာကိုတော့ ဒီဗီဒီယိုထဲမှာဖော်ပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုစောင်းအောင်ကြည့်လိုက်တော့နော် Welcome to my channel. နံပါတ်9နေရာမှာယက်တည်နေတဲ့နိုင်ငံကတော့မြောက်ကိုရီးယားနိုင်ငံပဲဖြစ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံမှာနျူကလ িয়ার ထိပ်ဖူး90ခုခန့်ရှိတယ်လို့ခန့်မှန်းထားပါတယ်။2006ခုနှစ်မှာပထမဆုံးနျူကလ িয়ার စမ်းသပ်မှုကိုပြုလုပ်ခဲ့ပါတယ်။မြောက်ကိုရီးယားနိုင်ငံဟာ MPT မှာ1985ခုနှစ်ကပါဝင်ခဲ့ပေမဲ့2003ခုနှစ်မှာနှုတ်ထွက်ခဲ့ပြီးနောက်ပိုင်းနျူကလ িয়ার စမ်းသပ်မှုတွေစက်တိုက်ပြုတ်လုလာခဲ့ပါတယ်။မြောက်ကိုရီးယားရဲ့နျူကလ িয়ার ချင်းချောက်မှုကတော့တောင်ကိုရီးယားနိုင်ငံအတွက်အမြဲတမ်းသတိထားနေရတဲ့အရာလေးဖြစ်ပါတယ်။ Number 6အစရိအခုလက်ရှိအီရန်နဲ့အပြန်အလှန်ဖြစ်ပွားနေတဲ့အစရိမှာတော့နျူကလ িয়ার ထိပ်မှု60ခုခန့်ပိုင်ဆိုင်ထားတယ်လို့ခန့်မှန်းရပါတယ်။ အစ္စရေးယားနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုကိုတရားဝင်ကြေညာထားခြင်းမရှိပေမဲ့ပိုင်ဆိုင်ထားတယ်လို့နိုင်ငံတကာကကြေကြေပြန့်ပြန့်ကိုယုံကြည်ထားပါတယ်။အစ္စရေးယား MPT မှာလက်မှတ်ရေးထိုးထားခြင်းမရှိပါဘူးခင်ဗျာ။နံပါတ်9ပါကစ္စတန်ပါကစ္စတန်နိုင်ငံမှာနျူကလ িয়ার ထိပ်ဖူး180ခုခန့်ရှိပါတယ်။အိန္ဒိယရဲ့နျူကလ িয়ার စမ်းသပ်မှုအပြီး1998ခုနှစ်မှာပထမဆုံးနျူကလ িয়ার စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။ ပါကစ္စတန်ဟာလည်း MPD ကိုလက်မှတ်ရေးထိုးထားခြင်းမရှိဘဲနျူကလ িয়ার လက်နက်များပိုင်ဆိုင်ကြောင်းကြေညာထားပါတယ်။ရန်သူတော်တွေဖြစ်တဲ့အိန္ဒိယနယ်ကလည်းအခြေမီ၍မိထပွင့်နိုင်တဲ့အနေအထားမှာရှိပါတယ်။နှစ်နိုင်ငံစလုံးကနျူကလ িয়ার ပိုင်ဆိုင်ထားကြတာမလို့ရတဲ့မအေးစီယာနိုင်ငံတွေပဲဖြစ်ပါတယ်။နံပါတ်6အိန္ဒိယအိန္ဒိယနိုင်ငံမှာနျူကလ িয়ার ထိပ်ဖူး180ခုခန့်ရှိပါတယ်။ 1984ခုနှစ်မှာပထမဆုံးနျူကလ িয়ার စမ်းသပ်မှုကို Smiling Buddha အမည်နဲ့ပြုလုပ်ခဲ့ပါတယ်။အိန္ဒိယက NPT ကိုလက်မှတ်ရေးထိုးထားခြင်းမရှိဘဲနျူကလ িয়ার လက်နက်များပိုင်ဆိုင်ကြောင်းတရားဝင်ကြေညာထားတဲ့နိုင်ငံပဲဖြစ်ပါတယ်။အိန္ဒိယအနေနဲ့ပါကစ္စတန်နဲ့ပြဿနာဖြစ်နိုင်တယ်လို့တရုတ်နိုင်ငံတွေကလည်းချမှတ်တကယ်ကဖြစ်နေတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။နံပါတ်5 United Kingdom UK United Kingdom UK မှာတော့နျူကလ িয়ার ထိပ်ဖူး 225ခုခန့်ပိုင်ဆိုင်ထားတယ်လို့ခန့်မှန်းရပါတယ်1952ခုနှစ်မှာပထမဆုံးနျူကလ িয়ার စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ် UK နိုင်ငံဟာလည်း UNSC အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ပြီးတော့ NPT မှာလက်မှတ်ရေးထိုးထားတဲ့နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်နံပါတ်၄ပြင်သစ် France ပြင်သစ်နိုင်ငံမှာတော့နျူကလ িয়ার ထိပ်ဖူး290ခုခန့်ရှိပါတယ်1960ခုနှစ်မှာပထမဆုံးနျူကလ িয়ার စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ် ြင်သစ်ဟာ UNSC အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ပြီးတော့ NPT ကိုလက်မှတ်ရေးထိုးထားတဲ့နိုင်ငံတနိုင်ငံလေးဖြစ်ပါတယ်။နံပါတ်3နေရာမှာရပ်တည်နေတာကတော့တရုတ်နိုင်ငံပဲဖြစ်ပါတယ်။တရုတ်နိုင်ငံမှာနျူကလ িয়ার ထိပ်ကူ600ခုခန့်ပိုက်ဆိုင်ထားတယ်လို့ခန့်မှန်းရပါတယ်။တရုတ်ဟာလက်နက်တပ်စင်နိုင်ငံစွဲရည်ကိုမြင့်တင်နေတဲ့နိုင်ငံတနိုင်ငံလေးဖြစ်ပါတယ်။တရုတ်ဟာ1964ခုနှစ်မှာပထမဆုံးနျူကလ িয়ার စမ်းသပ်မှုကိုပြုလုပ်ခဲ့ပြီး ုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC ရဲ့အမြဲတမ်းအဖွဲ့ဝင်၅နိုင်ငံလည်းကတနိုင်ငံဖြစ်ပါတယ်။နျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ် NPT ကိုလည်းလက်မှတ်ရေးထိုးထားပါတယ်။နံပါတ်1 American ပြည်ထောင်စု United States American ပြည်ထောင်စုကတော့ရုရှားပြည်ရင်ဒုတိယအများဆုံးနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။၂၀25ခုနှစ်ခံမှန်းချက်တွေအရနျူကလ িয়ার ထိပ်ဖူး9289ခုခန့်ရှိပါတယ်။ American ဟာ1945ခုနှစ်မှာ ပထမဆုံးနျူကလ িয়ার စမ်းသပ်မှုကိုပြုလုပ်ခဲ့ပြီးဂျပန်နိုင်ငံဟီရိုရှိမားနဲ့နာဂါဆာကီမြို့တွေမှာအနုမြူဘုံးတွေကျဲချခဲ့ပါတယ်။နေတိုမဟာမိတ်နိုင်ငံအချို့ဖြစ်တဲ့ဘယ်ဂျီယံ၊ဂျာမနီ၊အီတလီ၊နယ်သာလန်၊တူရကီမှာလည်းနျူကလ িয়ার ဘုံးအချို့ကိုချထားပါတယ်။နံပါတ်1ရုရှားရုရှားနိုင်ငံဟာကမ္ဘာပေါ်မှာနျူကလ িয়ার လက်နက်အများဆုံးပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။2025ခုနှစ်အစောပိုင်းခံမှန်းချက်တွေအရနျူကလ িয়ার ထိပ်ဖူး 9449ခုခန့်ရှိပါတယ်ရုရှားကဆိုဗီယက်ယူနီယံအမွေဆက်ခံနိုင်ငံဖြစ်ပြီးတော့1946ခုနှစ်မှာပထမဆုံးနျူကလ িয়ার စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်အမေရိကန်နဲ့အတူကမ္ဘာနျူကလ িয়ার လက်နက်60ရာခိုင်နှုန်းကျော်ကိုပန်ဆိုင်ထားပြီး New Start စာချုပ်လိုလက်နက်ထိန်းချုပ်ရေးသဘောတူညီစာချုပ်တွေလည်းရှိပါတယ် စေအေးကာလအထုတ်ထက်1986ခုနှစ်မှာစုစုပေါင်းနျူကလ িয়ার လက်နက်9000ကျော်အထိရှိခဲ့တာနဲ့နိုင်ရှိဒီအရွတ်ဟာတိတိတသားရော့ကျသွားခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတွေဖြစ်တဲ့တရုတ်၊အိန္ဒိယ၊ပါကစ္စတန်နဲ့မြောက်ကိုရီးယားနိုင်ငံတွေဟာသူတို့ရဲ့နျူကလ িয়ার စွမ်းရည်တွေကိုမြင့်တင်နေတာကြောင့်နျူကလ িয়ার လက်နက်ပြန်ပွားမှုဆိုင်ရာစိုးရိမ်မှုတွေကတော့ဆက်လက်တရှိနေစေဖြစ်ပါတယ်။ဒီနေ့မှာတော့ နျူကလ িয়ার ဝက်ပွန်တွေပိုင်ဆိုင်ထားကြတဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေအကြောင်းကိုလေ့လာတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အဆုံးထိနားထောင်ပြီးရင်တော့ like and comment အသံပြန်လေးတစ်ခုခုပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲ베이킹ကျမ်းမာကြပါစီ။